အလုံးမဲ့မင်္ဂလာပါနော်။စာရေးဆရာခင်မောင်ထွန်းအချင်းစီရေးသားတဲ့နရသိန်းနဲ့သူတို့နှစ်ဦးဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမယ်နော်။နရသိန်းနဲ့သူတို့နှစ်ဦးကျွန်တော်ကအချင်းစီဌာနမှာနှစ်ပေါင်း40တာဝန်ထမ်းဆောင်ခဲ့ရတော့လူတက်မှုခိုးမှု မရိမှုဓမြမှုလိန်လဲမှုမိုးရေစေဝါမှုစတဲ့ပြစ်မှုမျိုးစုံကျူးလွန်ခဲ့ကြတဲ့ အကျဉ်းသားအချုပ်သားမျိုးစုံကိုကြုံတွေ့ခဲ့ရဘူးပါတယ်ပထမပိုင်းမှာဆန်းတလို့ရှိပေမဲ့ကြားတော့လေတိတ်ပြီးမဆန်းတော့ပါဘူးရိုးသွားပါပြီဒီလိုအမှုမျိုးတွေကြားတဲ့ကားပဲထူးခြားတဲ့အမှုဖြစ်စဉ်ကလေးတွေရှိတတ်တယ်လို့ထူးခြားတဲ့ပုံကိုအချို့လဲမျက်စိလဲလမ်းမပြီးနရသိန်ဆိုင်ကိုရောက်လာတတ်ပါတယ်ပထမရေးကျင်နာကဟိုတစ်ချိန်ကနာမည်ကြီးခဲ့တဲ့ အဆိုတော်ရုပ်ရှင်မင်းသားကြီးဇော်ဝမ်းအကြောင်းမှာဇော်ဝမ်းအကြောင်းကိုရေးဖို့အကြောင်းဖန်လာတာကရုပ်ရှင်မင်းသားရဲတိုက်ထောင်ကလွတ်တဲ့နေ့မှာသူ့အရင်ထောင်ချဘူးတဲ့ရုပ်ရှင်မင်းသားကြီးဇော်ဝမ်းကိုတတိယသွားလို့ပါပဲရုပ်ရှင်မင်းသားဇော်ဝမ်းနဲ့နရသိန်ဆန်အင်းရုပ်ရှင်တရုတ်ဆောင်ရဲတိုက်2018 နိုဝင်ဘာ9ရက်နေ့ကပြည်တံကြခန့်နေရာကနေလွတ်မြောက်တာကို Facebook ကနေ live လွှင့်လို့သိရပါတယ်။တောင်ကိုအချင်းထောင်ကလွတ်တာပါ။သူပျော်နေတာသူပြိတ္တတွေပျော်ရွှင်နေတာကိုကြည့်ပြီးကျွန်တော်စီကိုလည်းအပျော်ရီကူးဆက်ခဲ့ပါတယ်။ကျွန်တော်ကရုပ်ရှင်မကြည့်တာနှစ်ချီနေတော့ရဲတိုက်တရုတ်ဆောင်ကောင်းမကောင်းမသိပါဘူး။ TV ကလာတဲ့မြန်မာဇလန်းတွေကိုတော့အစာပိုင်းအလဲပိုင်း နောက်ဆုံးပိုင်းမိယာကနေကြည့်မိတာတော့ရှိပါတယ်။အလုတ်ပေါ်လိုင်းလဲဆက်မကြည့်ပါဘူး။ရဲတိုက်ရဲ့ TV ကြော်ညာလေးတွေကိုတော့လာတိုင်းလာတိုင်းကြည့်မိပါတယ်။ဝင်းမုံရွှေရင်နဲ့ဂိုးရိုကော်ဖီမင်းကြော်ညာလေးပါ။နှစ်ယောက်စလုံးကငယ်ရွယ်နုပြုံချတူရာလဲဖြစ်လှုပ်ရှားမှုအလုံးကလည်းတွက်လက်ပြီးမြူးကြနေတာပါပဲ။ တအားကိုသဘောချခဲ့မိပါတယ်။ထောင်ကလွတ်တဲ့နေ့ကမြင်ကွင်းလေးကိုချီးပြီးဟိုးတစ်ချိန်တုန်းကနိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ကိုတွားပြီးတတိယလိုက်မိပါတယ်။သူကတော့ဇော်ဝမ်းပါ။ဇော်ဝမ်းကိုမှုလိုက်ကြသူတိုင်းအဲ့ဒီကာလကပြည်သူအသေးဆွဲမင်းသားတစ်လက်ဖြစ်ခဲ့တယ်ဆိုတာသိရှိကြမှာပါ။အခုတော့ကွင်လွန်သွားရှာပါပြီ။ 1986ခုနှစ်လောက်ကစပြီးပေါ်လာတယ်လို့ထင်ပါတယ်။လွဲကျင်လဲလွဲနိုင်ပါတယ်။ဇော်ဝမ်းကိုတိကျသူတိုင်းကြောက်ခဲဆိုတဲ့တချင်းလေးကိုလည်းတိနေကြအောင်မှလွမ်းနေကြအောင်မှလို့ပြောရဲပါတယ်။မင်းရီမှန်းတီကစိန်ခဲမြခဲကို့မှာကလန်းခင်းတဲ့ကြောက်ခဲစိန်ခဲမြခဲကတောက်ပါတယ်။ ြေးထိုက်တယ်။အများကလည်းမမော်ကြလို့အသေးထဲမှာတကယ်ဆွဲခေါင်းမှလည်းဆင်ရင်မှလည်းဆွဲအမျက်တနိုးပါပဲ။လန်းခင်းနဲ့ကြောက်ခဲကတော့အသွေးရောင်မပြောင်းမွဲတန်မိုးမှလည်းနေကြောက်ခဲလေးမှတော့မျက်နှမွဲထွေးပိုက်သူတွေ့နိုင်ကဲအရေးဆိုင်သူတွေ့နိုင်ကဲအနင်းခန့်အဖြစ်နဲ့သာလမ်းပေါ်မှာကျဲ ဒါပေမဲ့လည်းမင်းဘဝခီးတလျှောက်ကူထောက်သူဟာဒီကြောက်ခဲမမီတလောက်ရေးကြည့်တာပါအမားတွေလည်းပါကြံခဲ့တာလည်းရှိပိုတာလည်းရှိပါလိမ့်မယ်တချင်းလေးကပထမဆုံးခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့တဲ့စီလိုရာစီဇကားထဲမှာကိုရိုင်းတီဆိုထားပါတယ်ဒါပေမဲ့ဒီတချင်းလေးကရုပ်ရှင်ကမထွက်သေးမီ ပြည်အောင်စုပွဲမှာတီဆိုကလေးကနာမည်ကြီးသွားခဲ့ပါတယ်။အဲဒီကာလတန်းခေါင်ရဲ့အချင်းလူငယ်တွေအဖွဲ့လိုက်တယောက်စနှစ်ယောက်စမျိုးနဲ့သွာလာရင် အော်ဟင်တီဆိုကြတာကိုအခုထိမှတ်မိနေပါတယ်။ဆရာကြီးဥတုခါရဲ့ဘသူပြိုင်လို့လှပါတော့နိုင်ဇကားမှာတတလက်လက်နဲ့လမ်းတည့်ဆိုင်စတိုင်တယောက်ဆောင်သွာတာကိုလည်းပြိတ္တတွေသဘောကျခဲ့ကြပါတယ်။ နောက်ပိုင်းမှာတကြံတချင်းတွေစိုးရင်တကြံမင်းသားကြီးလိုနာမည်တွင်သွားခဲ့ပါတယ်။မှတ်မိနေရာလေးတွေရှိပါတယ်1989-98ခုနှစ်တကြံမှာ ကျွန်တော်ကမန္တလေးကို ရောက်နေခဲ့ပါတယ်။တကြံရက်တရက်မှာစောက်လို့ရမန်းတက်ကအဆိုကတွေတွားကြည့်ခဲ့ပါတယ်။ဇော်ဝမ်းနဲ့အဆိုတော်တမ်းမြတ်စိုးရလေအဲ့ဒီမန်းတက်မှာတီဆိုကြပါတယ်။ဇော်ဝမ်း တချင်းဆိုတဲ့အခါမှာပရိသတ်ကအုံထောင်အပိတ်ကြပါတယ်။ကောင်မကလေးတွေအကဲဆုံးမှာအဲ့ဒီကာလကတကြံမဲ့အတွက်ဒီကအခုကာလလိုကားလန့်နဲ့အဝေးကြီးမဟုတ်ပါဘူး။အထူးကာယံထားလည်းမရှိပါဘူး။ဒီတော့မန်တက်ရှိမှာရွေးတဲ့ဆူယုံလေးမောင်းနေတဲ့ခြေကားတွေပေါ်ကကောင်မကလေးတွေကဇော်ဝမ်းရဲ့ဥကောင်းကိုရီမွေးဖြန်းပေးတာပန်းကုန်းတွေစွတ်ပေးတာ အချို့ခက်ခက်ခဲကောင်းမကလေးတွေဟာဇော်ဝမ်းရဲ့ဥကောင်းကိုလက်နှစ်ဖက်နဲ့ဆွဲနှိမ်ပြီးပါးကိုနမ်းပလိုက်တာလက်ဆောင်ပစ္စည်းတွေပေးလိုက်တာတော့မြင်နေရပါတယ်တချိန်မှာတော့မန်တက်အောက်မှာကြည်နေကြတဲ့အမျိုးသားပရိသတ်တွေကတန်စင်တစ်ခုကိုညင်ညင်ညာရွဆိုးပြီးလက်ခုပ်ကိုလည်းညင်ညင်ညာတီးနေကြပါတယ်ပထမမှာဘာတွေစုံနေလို့မသိကြပါဘူး နောက်တေချာနားထောင်မှဇော်ဝမ်းလဲဘောနဲ့ပါပဲဒိုများလဲဘောနဲ့ပါပဲလို့ဆိုကြတော့နားလဲသွားကြပြီ တဝမ်းဝနဲ့ပွဲကြသွားခဲ့ပါတယ်အဲ့ဒီခေကာလာတုန်းကဇော်ဝမ်းရဲ့နာမည်ကြီးမှုလေးကိုခံမမ်းမိနိုင်အောင်ဖော်ပြပေးခြင်းပါ1980ခုနှစ်ဝင်းကျင်မှာတော့ဘိန်းဖြူမှုနဲ့ပြည်တံ၅နှစ်ကြာခံရပြီး အင်းစိန်နရတိန်ဆိုင်မှာခိုဝင်နားခဲ့ရပါတယ်နမကြီးမင်းသားဆိုတော့လာလိုက်တဲ့ထောင်ဝင်စာရီ တူးမပါဘူးလို့ကြားမှုပါတယ်။လာကြတဲ့သူတွေကလည်းအမျိုးသားကနည်းနည်းအမျိုးသမီးကများများအမျိုးသမီးထဲမှာမှငယ်ရွယ်နှုပြလှပသူတွေကအများဆုံးလို့လည်းသိရပါတယ်။အင်းစိန်ထောင်မှာထောင်မှာကြီးတဲ့မထားပဲထောင်မှာကြီးဘေးကထောင်တေးတေးတီးတန့်ထောင်ထဲမှာ ထိုင်ရွယ်ကြတိခဲ့ရပါတယ်။ဇော်ဝန်းကိုထောင်ဝင်စာတွေ့ဖို့ကြိုးစားကြတဲ့ပြုံမတီတွေများပြားလွန်းလို့အင်းစိန်ထောင်မှာမထားပဲအခြားထောင်ပြောင်းရွှေ့ခဲ့ပါတယ်။ဘသူမှမသိအောင်အင်းစိန်ထောင်ကနေပသိမ်ထောင်ကိုပြောင်းလိုက်တာပါ။အဲ့ဒီချိန်ကပသိမ်ထောင်ပိုင်းကြီးကကိုဝိုင်းအမှတ်ကနှစ်ထောင်ထောင်ပိုင်းအဆင့်တက်ယခုကာလအခေါ်ကားတော့လက်ထောင်ညွှန်ကြားရမှုပါ။ ဦးတောင်းဟန်မှာအင်းစိန်ဘဟုအချင်းတောင်ကနေဘလို့ထုတ်တယ်တော့မသိပါဘူးပဋိန်ထောင်ကိုတော့ခေါင်းကိုအဝိအိတ်ဆွတ်ပြီးရောက်လာတာပါဇော်ဝဲနဲ့သက်ဆိုင်တဲ့ဆာရွက်ဆာရန်ညီအလုံးကိုထုံးစံရထောင်ကြယုံထောင်မှုကလက်ခံရမှာဖြစ်ပေမဲ့ထောင်ပိုင်ကြီးကိုယ်တိုင်လက်ခံပြီးတီးခြားသိမ်းဆည်းခဲ့ပါတယ်ဇော်ဝဲရဲ့မျက်နာကို အဝိအိတ်ဆွတ်ပြီးပို့လာတာမို့ဘယ်ဝင်ထန်းကမှဘသူစွာမသိကြပါဘူးထောင်ပိုင်ကြီးတယောက်သာညွန်ကြားရေးမှုရုံးချုပ်ကတယ်လီဖုန်းနဲ့ကြိုတင်ညွှန်ကြားထားလို့သာတိထားတာပါထောင်ပိုင်ကြီးကတီချာဖြစ်နေတဲ့တိုက်မှာထားလိုက်ပြီအဲ့ဒီဘက်ကိုဘသူမှမတွားရလို့တစ်ချက်လိုအမိတ်ထုတ်ထားလိုက်ပါတယ်ထမင်းပို့ဖို့အတွက်တော့ တစ္ဆာရှိပြီးအမိန်တိုင်းတိကျစွာ ဆောင်ရွက်တတ်တဲ့ဝန်ထမ်းတဦးကိုရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။ဇော်ဝန်းရှိတဲ့တိုက်ကို ထောင်မှန်ကြီးတဦးသာတွာလာခဲ့ပြီးတခါတရံထောင်မှန်ကြီးနဲ့အင်္ဂလိပ်စစ်လုံးဆက်ကစားခဲ့ကြပါတယ်။ကိုလက်လှုပ်ရှားလှုပ်ချင်တယ်ပြောလားလို့ပေါက်ပြားတက်လက် ပေးထားပြီးတိုက်ရဲ့အနီးလေးမှာစိုက်ပျိုးရေလှောက်ခိုင်းထားလိုက်လို့နန်းနဲ့ညနေပိုင်းတွင်မှာ ပေါက်ပြားနဲ့မြေဆွနေတာတွေကိုဝင်တန်းတွေကအဝေးကနေမြင်တွေ့ကြပြီမဲ့ဇော်ဝဲရဲလို့ဘသူမှမသိကြပါဘူးအဲ့ဒီအချိန်မှာပသိမ်ထောင်ထဲမှာဇော်ဝဲရောက်နေရဆိုတဲ့သတင်းကမြို့ထဲမှာပြန့်နေပါတယ်ပသိမ်မြို့အထက်တန်းကျောင်းတစ်ခုမှာထောင်ပိုင်ကြီးရဲ့တမီနန်းအုံမှာတောင်းနဲ့တာမောင်မျိုးမင်းတို့ကရှိနေတော့သူတို့ကိုမေးကြပါတယ်ဟဲ့ နင်တို့ထောင်မှာဇော်ဝဲရောက်နေရဲဆိုနင်တို့ဖျားထောင်မှိုင်ကြည့်ပဲငါတို့ကိုတွေ့အောင်လုပ်ပေးပါလားဟာတွေ့ကျင်တယ်လို့ပြောလာကြပါတယ်ဒီတော့ထောင်မှိုင်ကြည့်ရဲ့သားသမီးတွေကငါတို့ဒေဒီကမပြောဘူးဟာမေးချီအောင်မယ်ပေါ့အိမ်ရောက်တော့မေးပါပြီဒေဒီသမီးတို့ထောင်ထဲမှာဇော်ဝဲရောက်နေလို့ကြောက်မှနာမည်ကြီးနေရဟုတ်လားထောင်မှိုင်ကြည့်နဲ့ထောင်မှိုင်ကြည့်ဇနီးကိုသားသမီးတွေကဒေဒီမာမီလို့ခေါ်ကြပါတယ် ။အော်ရောက်နေတအားတို့တမီးတို့ဒရီကပြောပြမှာပေါ့။လူတွေထင်တာရှောက်ပြောနေကြတာပါလို့ဖြေလိုက်ပါတယ်။ထောင်ပိုင်းကြီးကသူ့စနီးကိုလည်းပြောမထားပါဘူး။သူ့သားတမီးတွေကိုလည်းပြောပြမထားပါဘူး။ဒီတော့ထောင်ပိုင်းကြီးရဲ့သားနဲ့တမီးတို့ကအเจ้าမှာပြန်ပြောကြပြီပေါ့။ဟုတ်ပါဘူးလို့ဒါကြောင့်လဲပတိန်ထောင်ကိုဇုံဝဲရောက်နေရဆိုတဲ့သတင်းကတဖြည်းဖြည်းမှိန်ပြောက်သွားပါတော့တယ် တရက်မှာတော့မနက်၄နာရီလောက်မှာထောင်ပိုင်ကြီးကဇနီးသားနှစ်ယောက်နဲ့သမီးတို့နှိုးပါတယ်။သားအကြီးဆုံးနမဲကမောင်မျိုးထွန်းလို့ထင်ပါတယ်။ဘာလို့အစောကြီးနှိုးရတာလဲလို့မေးကြတာပေါ့။သားတို့သမီးတို့အရန်တွေးကျင်မဲ့လူတယောက်ကိုဖိတ်ခေါ်ထားတယ်။သူ့ကိုအဲ့ခံမို့ပြင်ထားကြ။ထောင်မှန်ကြီးဇနီးနဲ့သားသမီးတွေကကော်ဖီဖြော်ဖို့ရင်နှွေးတဲကြ မုတ်လေးတွေပြင်ကျစီစဉ်ကြပါတယ်။ဘသူလဲပြောပါလို့ထမင်းကြပြီမဲ့ထောင်မှန်ကြီးကလုံးဝမပြောပါဘူး။လာမတာတီးကြတော့လို့ပြောထားလိုက်ပါတယ်။မပြောလို့တီးချင်လေဖြစ်ပေမဲ့လည်းထပ်ပြီးမမေးရတော့ကော်ဖီဖြော်မုတ်တွေပြင်းမဲ့လုံးကြပါတော့တယ်။မနက်၄နာရီလောက်မှတော့ထောင်ကြုံထောင်မှုနဲ့လူတအူးထောင်မှန်ကြီးရင်ပေါ်တက်လာပါပြီ။ ကလေးတွေကတေချာကြည့်ပြီးဟာဇော်ဝမ်းပဲဆိုပြီးအံအောဝမ်းတာတွားကြပါတယ်။ဒယ်ရီဒယ်ရီညာလည်းမကောင်းဘူး။ဒါလေးတော့မပြုံး။တားလို့တမီးတို့မချစ်ဘူးလို့ပြောကြတော့ထောင်မှန်ကြီးကရှင်းပြပါတယ်။ဒယ်ဒီကနိုင်ငံဝန်တန်းလေးပြရတဲ့တာဝန်ဝတရားနဲ့အမင်းကိုတိတိကျကျလိုက်နာရမယ်။တစ္ဆာရှိရမယ်။မပေါက်ကြားတဲ့တဲ့တဲ့ရင်ကိုမပေါက်ကြားရအောင်။မိမိရဲ့ဇနီးသားသမီးဆွေမျိုးတော်ပြောပိုင်ဝင်မရှိဘူး။ အကယ်၍ဒယ်ရီကကိုသားကိုသမီးမို့ပြောပြလိုက်မယ်ဘယ်သူဘယ်သူကိုမှမပြောပြနဲ့လို့နော်လို့တော့တားမြင်ပိတ်ပင်ထားမယ်ဆိုပါတော့တားတို့သမီးတို့ကတော့ဟုတ်ကဲ့ပါဒိန်းလို့ပြောကြမှာပါပဲဒါပေမဲ့တားတို့သမီးတို့ကငဲကြသေးတယ်အရင်နှီးဆုံးတငယ်ချင်းတယောက်စနှစ်ယောက်စကိုတော့ပြောကြမိမှာတေးကြတယ်အဲ့ဒီတယောက်စနှစ်ယောက်စကလည်း သူတို့ရဲ့အရင်နီဆုံးတယောက်စာနှစ်ယောက်စာထပ်ပြောကြမှာပဲကဲစဉ်းစားကြည့်ကြဒီတရင်ကပသိမ်မြို့တစ်ခုလုံးချက်ချင်းပြန်သွားမှာပေါ့ဒီလိုဆိုရင်ဒီတရင်ကဘယ်ကထွက်လဲရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ဖြစ်တော့မှာပေါ့ဒီတော့ဒေရို့အေးအေးယူခံရမယ်မာမီရောတားတို့တမီတို့ရော စိတ်ဆင်းရဲရတဲ့အခြေအနေဖြစ်လာတော့မယ်မကောင်းမလား ကောင်းပါမလားစဉ်းစားကြည့်ကြ။တားတို့တမီးတို့ကိုရောမမီးကိုရောမပြောခဲ့တာကတားတို့တမီးတို့ကို မချစ်လို့လား။ဒေရီယာချစ်လို့လားဖြေကြ။ဆိုတော့ကြကြမစဉ်းစားကြအောင်လိန်မာတဲ့တိတက်တဲ့ကလေးတွေပဲလေ။ချစ်လို့ပါဒေလို့ပဲဖြေကြတာပေါ့။အဲ့နေရဇော်ဝမ်းကိုအစောဆုံးထွက်တဲ့ဆက်လီတစည်းနဲ့ထည့်ပေးလိုက်တယ်လို့သိရပါတယ်။ရုပ်ရှင်မင်းသားဇော်ဝမ်းကို အချင်းတောင်လျှော့ရဲစင်းမြင်းများနဲ့အညီလျှော့ရဲများပေးခဲ့ပြီးလွရဲ့စေရောက်လို့လှုပ်ပေးလိုက်ခြင်းဖြစ်ကြောင်းဇော်ဝဲလွချောင်းတိကျရင်သူတို့သူ့ကိုချစ်သောပရိသတ်တွေဝိုင်းအောင်လာမှဆိုးလို့အထက်ကညွန်ကြတဲ့အတိုင်းမနဲ့အစောကြီးဘသူမှမသိအောင်လှုပ်ပေးလိုက်တာပါဒီចောင်းនោះဘာလို့ទីနေတာလဲလို့မိကွန်ထောက်ချင်ထောက်ကြမှာပါထောင်ပိုင်းကြီးက1981ခုနှစ်ခန့်မှာ ဘဲလင်းအမှတ်နဲ့ကြောက်ထုတ်အလုပ်စခန်းကို ပြောင်းလာတော့ကျွန်တော်ကအဲ့ဒီစခန်းမှာတက်သားလေးပါထောင်ပိုင်းကြီးကသူ့ရဲ့သားတွေတမီးတွေပသိမ်မြို့မှာကြောင်းတက်နေကြတာမို့ဇနီးရောသားသမီးတွေပါခေါ်မထားပါဘူးဒီတော့အရာရှိအခြားဆင့်အလုံးရဲ့ထောက်ခံမှုနဲ့ကျွန်တော်ကထောင်ပိုင်းကြီးနဲ့အိမ်တလုံးထဲမှာအတူနေပြီးအဖော်လုပေးရုံမှာနောက်မှမိသားစုလိုဖြစ်သွားပြီး ကျွန်တော်နဲ့မကြခဏအလာပါတလာပါပြောဖြစ်ခဲ့ရင်းရဇော်ဝန်းအကြောင်းလဲပါဝင်လာခဲ့လို့ပါဇော်ဝန်းတော့ထုံထိုးအောင်မြင်လာတဲ့ချိန်မှာကျော်ဟင်းကလည်းနာမည်ကြီးနေတဲ့အချိန်မှာသူတို့နှစ်ယောက်ဘသူက ပိုနာမည်ကြီးတယ်လို့မင်းဖိအားခက်ရကြီးပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဇော်ဝန်းကကျော်ဟင်းထံနှာတပြားတာနေလို့ထင်မိပါတယ် ဒီအတိုင်းသာဆက်သွားခဲ့မယ်ဆိုရင်ဇော်ဝန်းကကျော်ဟင်းကိုဖျက်ထားနိုင်မယ်လို့ထင်မြင်တုံ့တက်ခဲ့မိပါတယ်။ဒါပေမဲ့ဇော်ဝန်းကထောင်ချသွားတော့ပန်းကောင်းအညွတ်ကျူမြင်းကောင်းခွာလိုက်ဖြစ်သွားပါပြီ။ဉာဏ်စံလွန်းလှတဲ့တိုးတက်မှုကလုံးဝအရှိန်တေသွားခဲ့ပါပြီ။မီတာတရာအပြည့်ပြိုင်ပွဲမှာခြေခေါက်လဲလိုက်တာနဲ့ဒန်းတူရှင်ပြိုင်ပြင်းနေသူတွေရော နောက်ကလူရီရောချိုတက်သွားကြတာပါဘလို့မှလိုက်မမီနိုင်တော့ပါဘူးဒီလိုပါပဲဇော်ဝန်းနဲ့ရှင်မောင်တန်းနေတဲ့ကြော်ဟင်းကပြိုင်ဘက်မရှိတော့လို့ထိတ်ဆုံးက ကျွန်တော်ဖြစ်သွားခဲ့ပါတယ်ဇော်ဝန်းနောက်ကမင်းသားတွေလည်းဇော်ဝန်းနေရာ ဝင်ယူလိုက်ကြပါပြီဇော်ဝန်းထောင်ကပြန်လွတ်လာချိန်မှာပလက်ဖောင်းမင်းသားရိုက်တယ်ထင်ပါတယ် သူ့အကိုမောင်တင်ဦးလည်းရှိတော့ပြန်ဆွဲတင်မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ကျော်ဟင်းကိုတော့ဘလို့မှလိုက်မမီတော့ပါဘူး။စူးစမ်းမှုကြောင့်လုံးဝငုတ်သွားတာတော့မဟုတ်ပဲထိုက်တင်တဲ့အနေထားလေးတော့ရှိခဲ့ပါတယ်။အခုရဲတိုက်လည်းလွတ်လာပါပြီ။ဘလို့အချင်းတွေရှိလာမလဲ။သူနဲ့ခစ်ပြိုင်မင်းသားတွေကိုပြန်မိနိုင်အောင်မလား။ကြံခဲ့တော့မှလားစိတ်ဝင်စားစရာပါ။ ဒါပေမဲ့ဇော်ဝမ်းပြန်လွတ်လာခြင်းအရွယ်ထက်ရဲတိုက်လွတ်လာတဲ့အရွယ်ကပိုပြီးငယ်လို့ထင်ပါတယ်ဒါကအာတာချက်တစ်ခုပါကျန်နာကတော့သူ့ရဲ့ကြိုးစားမှုယူသားမှု ပရိသတ်ရဲ့ချစ်ခင်မှုဆရာသမားများပေါ်အလို့ပေါ်လေးစားမှု စိတ်ကောင်းရှိမှုပစ္စုပန်အတိတ်ကံတို့ရဲ့အနေထားများပေါ်အကျိုးပေးလာမှုစားတဲ့ ဘတ်ပေါင်းဆောင်တအားစာတာဖြစ်သွားရင်တော့ကာလတစ်ခုမှာလက်ရှိနာမည်ကြီးနေကြတဲ့မင်းသားတွေကိုမမိနိုင်ဘူးမကြော်တက်နိုင်ဘူးလို့တော့ဘသူကပြောနိုင်မှာလဲကံကောင်းပါစီလို့ပဲစန္ဒပြုတ်လိုက်ပါတယ်ရှဲတိုက်ကတော့ဇုံဝဲလို့မဟုတ်ပဲမူးရဲ့ဆင်းမှုနဲ့နောက်တစ်ချိန်နရတိန်ဆိုင်တဲကိုပြောင်းရောက်နေပါတယ် ကျွန်တော်ကပသိမ်မျိုးကိုမရောက်ဘူးပါဘူးဒီတော့ပသိမ်ထောင်ကဘလို့အနေထားရှိတယ်ဆိုလဲမသိပါဘူးထောင်မှန်ကြီးပြောပြခဲ့ဘူးဓာလေးကိုပြန်စင်းစားပြီးဖော်ပြတာပါဆရာကြီးကိုတတိတရာရှိနေတဲ့အထိမ့်မန့်နဲ့ဂုံပြုရေးသားခြင်းသာဖြစ်ပါတယ်ဒီတော့ဒီအကြောင်းတွေကိုကိုယ်တိုင်ဓာတ်ရိုက်ပအဝင်ပတ်သက်ခဲ့ဘူးသူများကကျွန်တော်ရေးတဲ့အကြောင်းအရာတွေထဲမှာ ကွဲလက်ချက်များတွေ့ရှိခဲ့မယ်ဆိုရင် ဖြည့်ဆွက်ပေးကြပါ နားလည်ပေးကြပါလို့မေတ္တာရက်ခံအပ်ပါတယ်ထောင်ပိုင်ကြီးပင်စင်မယူမီသူတို့နေတဲ့လိမ့်စာကိုပြောသွားတာကိုလည်းမှတ်မိနေပါသေးတယ်အမှတ်163လမ်းအရှိ2000တန်ရက်ကွယ်ပသိမ်မြို့ပါခုတော့ကျေးဇူးအများကြီးရှိခဲ့ဘူးတဲ့ဆရာကြီးက လူလောကကြီးထဲမှာမရှိတော့ပါဘူး 1988ခုနှစ်ဝင်းကျင်လောက်မှာကွယ်လွန်သွားတယ်ထင်ပါတယ်။အရာရှိဖြစ်လာတဲ့အခါမှာတွားကြော့ဖို့ရည်မှန်းခဲ့ပေမဲ့အကြောင်းကြောင်းကြောင့်တွားရမကြော့နိုင်ခဲ့ပါဘူး။ဂျေဆုရှင်ဆရာကြီးပြောမူတာလေးတွေကိုရေးနေမိတဲ့တပည့်ကိုကောင်းမွန်ရာဘုံဘွားကနေကျင်းနဲ့ဆွာနဲ့ပြုံးကြည့်နေနိုင်မဲလို့ထင်မိပါတယ်။နိုင်ကဝင်တန်းဆိုတာဌာနပေါ်မိမိရဲ့တာဝန်ပေါ်တစ္ဆာစောင့်တိကြရပါမယ်။ နေစဉ်နဲ့နဲ့ဆော့ဆော့နိုင်ငံတော်အလံရှိမှနိုင်ငံတော်အလံကိုအလေးပြုပြီးတစ္ဆာအဋိဌံလေးချက်ကိုတန်ပြန်ညီညီညာညာရွတ်ဆိုကြရမှာငါနိုင်ငံတော်ငါနိုင်ငံသားငါဌာနအတွက်ငါဤအသက်ကိုစွန့်လွတ်ရန်အဋိဌံပြုပါ၏ဆိုတဲ့အချက်တစ်ချက်ပါဝင်ပါတယ်ဌာနအတွင်းကအပြင်ကိုမရောက်တဲ့တဲ့တွင်တွေကို ထိမ့်သိမ့်နာနှောက်လုံတာကတော့အသက်ဆွန့်ရတာအထင်မဟုတ်တဲ့အတွက်တာဝန်တိတိတစ္ဆာရှိရှိနဲ့တိတိကျကျထမ်းဆောင်တင့်ကြပါတယ်။ထောင်မိုင်းကြီးဦးတောင်ဟန်ကတော့စံနမူနာပါပဲ။ကျွန်တော်ကဘောဂျိုင်ဝမ်ဒေတာဘဝတိတိရာဇဂျိုနှစ်စက္ကန်းမှာတာဝန်ထမ်းဆောင်ပြီး2003ခုနှစ်မှာတရရဲ့အချင်းထောင်ကိုပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။ တရက်ထံကိုရောက်ရှိပြီးနောက်ရက်မှာဝန်တန်းများဆန္ဒထုတ်ဖော်ပဲဒါပါအစည်းအဝေးကိုတက်ရပါတယ်ဒါပါပြီးတာနဲ့အရာရှိတယောက်ကခြာပေးတဲ့ခေါင်းစဉ်တစ်ခုနဲ့ပတ်သက်ပြီးဆွေးနွေးရပါတယ်အဲ့ဒီနေ့မှာဆွေးနွေးဖို့အတွက်ကျွန်တော်ရွေးချယ်ထားပါတယ်ခေါင်းစဉ်က အချင်းထောင်လုံးချုံရေးပါကျွန်တော်ဆွေးနွေးရမယ်လို့ကြိုပြောမှထားပဲအစည်းအဝေးခန်းမာတဲ့ရောက်မှပြောတာပါ ါပေမဲ့ရာစချိုစခန်းမှာတာဝန်ထမ်းဆောင်နေစဉ်ကမဝေးလှတဲ့ကလေးမျိုးအချင်းထောင်မှာဘူးတကားကြီးကိုအင်အားသုံးစီးနေပြီးထွက်ပြေးလွတ်မြောက်သွားကြတာညာပိုင်းမှာအိတ်ဆောင်ကိုဖောက်ပြီးအုံဉဏ်ကြီးကိုကြော်ထက်ပြီးထွက်ပြေးကြတာတွေကိုကြားတိခဲ့ရတာကြောင့်အဲ့ဒီအကြောင်းလေးတွေရဲ့တရင်လုံးကြုံမှုနဲ့ သတင်းလုံကြုံမှုနဲ့ပတ်သက်လို့ရုပ်ရှင်မင်းသားဇော်ဝမ်းနဲ့ပတ်သက်ပြီးထောင်ပိုင်းကြီးဦးတောင်ဟန်လိုမျိုးတစ္ဆာစောင့်သိရမာတွေကိုအကျေတဝင့်ပြောကြားနိုင်ခဲ့ပါတယ်။တက်ရောက်လာကြတဲ့အရာရှိတွေတက်ရောက်လာကြတဲ့ဝန်ထမ်းတွေမိသားစုတွေအလုံးသဘောကျတာတော့အလုံးကိုသဘောတွေ့ရပါတယ်။ဒါပေမဲ့လုံခြုံရေးအသည့်လုံခြုံရေးတတိလုံခြုံရေးအမြင်နဲ့တဲ့ဝန်ထမ်းတွေကလည်းရှိနေတာပါပဲ။ ဒါနဲ့ပတ်သက်ပြီးထောင်မှန်ကြီးဥပရှင်ကွယ်လွန်ပြောမှုရာလေးကိုအမှတ်ရမိပါတယ်ခတ်တယ်ကွာကိုခင်မောင်ထွန်းရရုံးချုပ်ကအရေးကြီးသတင်းတစ်ခုကိုဝန်ထမ်းတိုင်းသိအောင်ဝန်ထမ်းတိုင်းလိုက်နာအောင်ဝန်ထမ်းတိုင်းတတိထိုင်းနိုင်အောင်ချပြပါလို့ညွန်ကြားလို့တန်းစီမှာဖက်ပြချပြလိုက်တယ်ဒီသတင်းကိုအကျဉ်းသားအချုပ်သားတွေမသိပါစေနဲ့မိမိတို့မိသားစုကိုတောင်မပြောမိပါစေနဲ့လို့မှားလိုက်သေးတယ် ါပေမဲ့တန်းဖြုတ်ပြီးထောင်ထဲဝင်တာဝန်ကျနေရာကိုတွားကြရောသူတို့တာဝန်ကျတဲ့နေရာကအကျဉ်းသားအချုပ်သားတွေကဘာမှမမေးသေးဘူးကော်ဖီမင်းလေးဖြော်ပြီးချပြီးမုန်လေးလည်းချပြီးဆရာကော်ဖီတောက်မုန်လေးစားပါဆိုတော့တောက်တာစားတာပေါ့တောက်နေတော့စားနေတော့မှာအကျဉ်းသားအချုပ်သားကစကားလေးစားပြီးဒီနေ့ဆရာတို့တန်းစီတာနောက်ကျတယ်နော်ဘာတွေများထူးကြလို့လဲ ဆရာရဲ့လို့အလာပါတလာပါစကားလုံးလုံးအလေးထားတဲ့စကားမျိုးမဟုတ်ပဲဘာရဲ့မဟုတ်ပစက်တဲ့ရှိတာကို ပြောလိုက်တယ်လို့လို့နဲ့မေးရောကိုဝင်တန်းကလုံချုံရေးအတိလုံချုံရေးတတိလုံချုံရေးအမြင်မရှိတဲ့ပြင်တစ္ဆာစောင့်တိရမယ်ဆိုတာကိုလည်းမသိသူဆိုတော့ဘာမှမဟုတ်ပါဘူးဗျာရုံးချုပ်ကအရေးကြီးညွှန်ကြားတယ်စားတယ်ဗျာအဲ့ဒါတွေကိုဖတ်ပြရှင်းပြနေရပါဘာ အဲ့ဒါတွေကဘာတွေပါဗျာအကြကြီးပြောနေတာကျွန်တော်တို့ရက်နေရတာချရီကိုညောင်ရောဆိုးတော့ခဏအတွင်းမှာပဲအရေးကြီးသတင်းဆိုတာက ထောင်ထဲရှိသမျှအကုန်လုံးကိုတိကုန်ရောအကျဉ်းသားအချုပ်သားတွေကသူတို့တိကျင်တဲ့သတင်းထူးတွေကိုပပနက်နက်နဲ့နှံ့ယူတက်ကိုတို့ဝင်းနဲ့အချို့ကခံယူချက်မရှိတဲ့တုံတုံအားဆိုးတော့လှုပ်ဝဲဆိုတာက open to the hope ပေါ့ကွာ အဲ့ဒီဝင်တန်းတွေကိုမပြောဘဲခြံထားလို့လည်းမဖြစ်ဆိုတော့ခတ်ပါတယ်တဲ့တာဝင်တိတိတစ္ဆာရှိရှိဆိုတာကိုဝင်တန်းတိုင်ရဲ့နှလုံးသားမှာတိရှိနေနိုင်ကြပါစေ။